ားလုံးမင်္ဂလာပါရှင်ညမခုပြပြပေးတော့မှာကတော့ ACMG ရဲ့ ECD excavator အကြောင်းလေးပဲဖြစ်ပါတယ်ရှင် ECDA ဆိုရင်ဆောက်လုပ်ရေးတက်ထူတူဖို့ရေးနဲ့မြို့ပြ project တွေအပါအဝင်အမျိုးမျိုးသောအသုံးချ program များအတွက်ဒီဇိုင်းထုတ်ထားတဲ့အသေးစားတူဖို့ခြင်းမှာအကြီးစားအကျန်းခံတဲ့ model တွေအထိတွင်တူကရိယာတွေဖြစ်ပါတယ်။ ဒီစီးရီးတွေဟာချစ်လက်သိသေးပြီးတော့ဒီဇယ်လျက်စစ်နဲ့ hybrid စနစ်တွေလိုမျိုးပါဝါရင်းမြင့်မြင့်မျိုးကို ပေးဆောင်တဲ့ model တွေပါဝင်ပါတယ်။ EC လေး excavator တွေကတော့ XE18E, XE19E, XE20E, XE27E, XE35E, XE40E, XE55E, XE60E, XEX0E, XE60E, XE60E

အင်ဂျင်တွေမှာအဆင်ပြေဟိုက်ဒရိုလစ်စနစ်တွေပါဝင်ခြင်းစီစားသုံးမှုနယ်တော့အင်ဂျင်ကိုအသုံးပြုထားခြင်းအော်ပရေတာတသောင်းသက်သာရှိခြင်းတည်ငြိမ်မှုနဲ့ကြာရှည်ခံမှုအဆင်ပြေနည်းပညာနဲ့ဘေကင်းရေးတို့ကိုဦးစားပေးထားပြီးစားတဲ့အင်္ဂါရည်တွေပါဝင်ပါတယ်ဒီဇိုင်းပိုင်းကတော့ထူထဲပြီးအမြင်ကိုဆွဲဆောင်နိုင်တဲ့ Modern Industry ရဲ့ဒီဇိုင်းအဝါရောင်အနက်ရောင်အမောင်ထဲမှာအလွတ်လွတ်နိုင်တဲ့ LED headlight streamline body တို့ပါဝင်ပါတယ် ECD excavator တွေဟာဥရောပဈေးကွက်မှာထင်ရှားတဲ့အောင်မြင်မှုရရှိခဲ့ပြီး2025ခုနှစ်ဧပြီလတွင်ဂျာမနီနိုင်ငံရှိဘားမာ2025ပြပွဲမှာ ECD model 73မျိုးကိုမိတ်ဆက်ခဲ့ပြီး Solid Innovation for Green Tomorrow ဆောင်ပုဒ်ဖြင့်ဥရောပဈေးကွက်အတွက်အထူးပြင်ဆင်ပေးထားပါတယ်။ ဟုတ်ကဲ့ပါရှင်ညီမအခုပြပြပေးသွားတာကတော့ ACMG ရဲ့ Easily Excavator အကြောင်းလေးပဲဖြစ်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ ACMG ရဲ့ Excavator အကြောင်းတွေကိုပြပြပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်။